အားလုံးမင်္ဂလာပါကိုခဲ Insta Football Show ကနေကြိုဆိုပါရစေကျွန်တော်ကိုခဲပါဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့တရင်နဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်သွားကြပါမယ် Welcome to my party we're just getting started a life is a dream or a nightmare scarring ပထမဆုံးဆွေးနွေးခြင်းတဲ့တရင်ကတော့ Manchester United အသင်း light နေတဲ့ Brian Ambumo ကိုအပြိုင်ခေါ်ယူမဲ့ club တင်းတင်းတိုးလာတဲ့တရင်နဲ့ပတ်သက်ပြီးဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ် Mera ရဲ့ပေါ်ပြချက်ထဲမှာ Tottenham Hotspur နီးပြ H Bestigalu ရဲ့နေရာမှာအစားထိုးမဲ့ Brentford manager Thomas Frank ကသူ့ရဲ့တပည့်ဟောင်း Cameron Townman ကစားသမား Brian Ambumo ကိုခေါ်ယူဖို့အတွက် Spartan ကိုတောင်းဆိုထားတယ်လို့သိရပါတယ်။ဒီအတွက်ကြောင့်နီးပြ Thomas Frank ရဲ့ဆန္ဒကိုလိုက်ရောမယ်ဆိုရင် Brian Ambumo ကိုခေါ်ယူရေးပြိုင်ပွဲမှာ Manchester United နဲ့ Tottenham Hotspur ကိုအပြိုင်ဖြစ်လာနိုင်တယ်။ဆိုတော့ Brian Ambumo ဘယ်အသင်းအตาရသွားမလဲ ကျွန်တော်တို့ဆွေးနွေးကြရအောင်လက်ရှိအချိန်မှာအန်ဘူးမိုးကိုခေါ်ယူအနည်းဆက်ဆုံးအခြေအနေ ရောက်နေတဲ့ club ကမန်ချက်စတာယူနိုက်တက်ကလွဲပြီးတခြား club မရှိပါဘူးဒီအတွက်ကြောင့်အလွယ်ကူဆုံးနဲ့အယိုးရှင်းဆုံးအဖြေပေးရမယ်ဆိုရင် Brian Ambumo ကို United တည်တာတကယ်လိုချင်ရင် Ambumo က United ကိုရောက်ဖို့ပဲရှိပါတယ် Thomas Frank ပွင့်လင်းပြောတော့နောက်ကျသွားပြီ တောမတ်ဖရန်ကတရီဟော့စ်ပါနီးပြတဲ့အဖြစ်တရားဝင်ကြေညာမှုလည်းမပြုတ်လောက်ရသေးတယ်လို့ Brian Ambumo နဲ့ Personal Terms Agree ဖြစ်သွားပြီးပြောင်းရွှေ့ခြင်းပဲအနေငယ်ညှိနှိုင်းဆွေးနွေးနေရတော့မဲ့ step တစ်ခုရောက်တဲ့အချိန်မှာတော့အရာရာဟာနောက်ကျသွားခဲ့ပြီလို့ပဲပြောရမှာပါ Brian Ambumo ကတော့သူ့ရဲ့ဆရာဟောင်းရှိတဲ့နော် Thomas Frank ကင်တွယ်လာမဲ့တော်ရင်ဟော့စ်ပါအသင်းကိုပြောင်းရွှေ့ခြင်းမပြောင်းရွှေ့ခြင်းဆိုတဲ့ အခြေအနေကိုမသိရသေးဘူးဆိုပေမဲ့လည်း United အသင်းကိုတော့သူပြောင်းရွှေ့ခြင်းနေတာသိကြတယ်။ဒါကရှေ့ပြေးသတင်းတွေအနေနဲ့ကျွန်တော်တို့သိရှိထားတာဖြစ်ပါတယ်။အဲ့တော့ Brian Ambumo ကနကူသတင်းတွေထွက်ခဲ့တယ်လို့မျိုး Brentford မှာရနေတဲ့လောက်ခပမာဏ5ဆကိုပဲတောင်းမလား။ဒါမှမဟုတ်လည်းသူ United အသင်းကိုပြောင်းခြင်းတဲ့အတွက်ကြောင့်တင့်တင့်တဲ့လောက်ခပမာဏတရက်ကိုပဲတောင်းမလား။တီပြူတဲ့သတင်းတွေကိုတော့တစ်ချက်ကြည့်ရမယ်ပေါ့နော်လောလောဆယ် personal terms agree ဖြစ်သွားပြီဆိုတဲ့သတင်းတွေထွက်ထားတဲ့အတွက်ကြောင့် Brian Ambumo ရဲ့လောကပမာဏဘာညာကိုလည်း United နဲ့ Ambumo agent တွေကြားထဲမှာသဘောတူညီမှုရသွားပြီလို့ကျွန်တော်ထင်တယ်။အဲ့တော့ United ပေးချေမဲ့တောင်းရွှေ့ကြီးအမောင်းပမာဏဘလောက်ဆိုတာလဲပဲတစ်ချက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ Tottenham Hotspur ရောနီးပြတဲ့ Thomas Frank ရောအရရာနောက်ကျသွားပြီလို့ပဲပြောချင်ပါတယ်ခင်ဗျ။ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Liverpool နဲ့ပတ်သက်တဲ့သတင်းမှာ ဖော်ပြထားတဲ့သတင်းနာသည် Mera ကဖြစ်ပါတယ်။ဘောလုံးအသင်းတစ်သင်းက ဘယ်ကစားသမားကိုခေါ်မယ်ခေါ်မယ်ဆိုတာပရိသတ်မြင်ပြီဆိုရင်အဲ့ဒီဘောလုံးအသင်းရဲ့ transfer strategy တွေဒီဟိုတိကျခိုင်မာတဲ့ policy တစ်ခုရှိတယ်လို့ပြောရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အရင်ကတည်းကတုံးသက်ခဲ့တဲ့အတိုင်းကျွန်တော်နေမဟုတ်ပါဘူး liverpool အသင်းအားပေးတဲ့ပရိသတ်တွေဆိုရင်ပိုလို့တောင်တိပါလိမ့်မယ်အာနိုးထွက်သွားတဲ့နေရာမှာเนาะကျွန်တော် frame ပေါင်းဝင်မယ် left back နေရာမှာ milo kakas ဝင်မယ် ဒါ Florian Wirtz ကလည်းကျန်တဲ့နေရာတွေမှာ Liverpool ကဘသူ့ကိုခေါ်မလဲသိတာထင်ရှားသွားမြင်နေရတယ်ကျွန်တော်တို့ Carcass နဲ့ပတ်သက်ပြီးဒီဘောလုံးရာဒီအလေလောက်ခထဲကပြောခဲ့ပြီးသားသူ့ရဲ့တငယ်ချင်း Dominic Sabozlain ရှိတယ်အဲ့တော့ကြောင့် Milot Carcass ပြောင်းနိုင်နေရှိတဲ့ club ဒီတခြားသော club လုံးဝမဖြစ်ဘူး Liverpool ကိုပဲပြောင်းမယ်ဆိုပြီးကျွန်တော်ပြောခဲ့ပါတယ် Carcass ကလည်းဒီနှစ်ဘောလုံးရာဒီမှာ Premier League ရဲ့အကောင်းဆုံး left back ကစားသမားဖြစ်ပါတယ်အဲ့တကယ်နော် premier league ပြိုင်သက်တွေရွေးချယ်တဲ့ team of the year ရဲ့မှာကာကက်စ်က left back တနေရာမှာပါလာပါတယ်တကယ်လဲကောင်းတယ်ကျွန်တော်အရင်ကြိုက်တယ်ဒီတကြောင်မီလော့စ်ကာကက်စ်က liverpool အသင်းကိုပြောင်းရွှေ့ဖို့အတွက် hungary ရဲ့ international judy ကနေသူနှုတ်ထွက်ခဲ့တယ်လို့သိရပါတယ်အဓိကတော့ဗျာ liverpool ကိုပြောင်းရွှေ့ဖို့လုတ်ဖို့ကြံနေသေးတဲ့အရာတွေကိုသူပြည့်ပြည့်အောင်လုပ်ဆောင်မယ်ဘုံမောက်အသင်းကကာကက်စ်အတွက်ပေါင်45တန်းတောင်းမယ်လို့ကျွန်တော်သိထားတယ်ကာကက်စ် liverpool ကို personal terms agree ဖြစ်သွားတာကတော့တေးကြတယ်သူကိုယ်တိုင်က Liverpool ကိုပဲရွေးချယ်မှာအဲ့ဒီပြောင်းရွှေ့ခြင်းအမောင်းပမာဏလေးတရက်ကိုညှိနှိုင်းဆွေးနွေးပြီးပြီဆိုလို့က Florian Wiss နဲ့တော့ကျွန်တော် Milo Gagas တို့ရဲ့တရက်ဝင်အပြောင်းရွှေ့တဲ့တင်းကိုကြားဖို့ရှိတယ်အဲ့တော့ Liverpool ပြည်သက်တွေကတော့ပွင့်လင်းပြုံးတော့ပျော်စရာကြီးဗျပြီးခဲ့တဲ့ရာသီမှာလူမခေါ်ယူခဲ့ဘူးဆိုပေမဲ့ဒီနှစ်ရာသီမှာ Liverpool အသင်းတာဝန်ရှိတဲ့သူတွေချင်းလှိမ့်လေမြန်မြန်နဲ့ကိုလူခေါ်တာ Richard Hughes က ူ့ရဲ့တပည့်ဟောင်းမီလော့ကာကတ်စ်ကိုရအောင်ခေါ်ပေးသလိုဖရင်ပေါင်လည်းရအောင်ခေါ်နိုင်ခဲ့တယ်ဒါအပြင်လုံးဝမျော်လင့်မထားတဲ့ Florian Vis ကြီးရောက်လာတယ်ဗျာဘလောက်မိုက်လဲတော့ကွင်းလယ်မှာဆိုရင်လည်းကျွန်တော်ကာတစ်ဂျုံမရအောင်ဆိုရင်အဲ့လောက်ထိမလို့ကွင်းလယ်ကစားသမားစုဖွဲ့မှုက RGB Magalister Suppose Line နဲ့အဆင်ပြေတယ်ကာတစ်ဂျုံမှာပေါင်းထည့်လိုက်ဗျာ၄ယောက်ရှိတယ်အဲ့တော့ Liverpool အနေနဲ့နေရာတော်တော်များများစုံသွားပြီလို့ကျွန်တော်ယူဆတယ်ဂိုးသမားအနေနဲ့ကလည်း မမရာရှက်ဗလီကိုပြီးခဲ့တဲ့ဘောလုံးရာသီကလေးကခေါ်ယူပြီးသားဖြစ်တဲ့အတွက်ကြောင့်အလွတ်စွန်ဘဂါရဲ့အသက်အရွယ်တစ်ခုရောက်လာမှုကိုလည်းသိပြီးစိုးရိမ်နေကြရမလို့တော့ဘူးတခုပဲ CB တနေရာမှာနောက်တဲ့ကစားသမားတစ်ယောက်လောက်ခေါ်ရင်တော့ပို့ပြီးတော့ perfect ဖြစ်သွားတယ်အတင်းတင်းဖြစ်မယ်လို့တော့ကျွန်တော်သုံးသပ်မိပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျာဒီသတင်းကတော့ဒါ Chelsea နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ပေါ်ပြထားတဲ့သတင်းနာကတော့ Fabric Hawkins ကဖြစ်ပါတယ်ခင်ဗျာ Chelsea အသင်းဟာ ရှေ့မှာတောက်လျှောက်သတင်းတွေထွက်နေတဲ့ Brusha Dortmund တောင်ပန်ကစားသမား Jimmy Giddens ကိုပုတ်ကွေသဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ဒီကစားသမားကိုစာချုပ်သက်တမ်း9နှစ်ရှိတဲ့စာချုပ်တရက်ကိုလည်းချုပ်ဆိုသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ Chelsea က Giddens နဲ့ပတ်သက်တဲ့ပုတ်ကွေသဘောတူညီချက်ကိုသာရထားပေမဲ့လည်းပြောင်းရွှေ့ခြင်းကိုတော့ Brusha Dortmund နဲ့ဆက်လက်ဆွေးနွေးညှိနှိုင်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဝန်တာအခက်ဝန်နေအခက် အပြောင်းရွှေ့သတင်းတပုတ်ပေါ့နော်ကျွန်တော်တို့ကမဖြစ်စေခြင်းပင်မဲ့လေအဲသူတို့ဖြစ်ချင်တဲ့အတွက် Giddens ကိုရွေးချယ်လိုက်တဲ့သဘောမျိုးပေါ့လေပရိသတ်ရဲ့အမြင်ကလည်းမျိုးစုံရှိနိုင်တယ်လို့ Chelsea တင်းရဲ့တာဝန်ရှိတဲ့သူတွေကလည်းအမြင်မျိုးစုံရှိနိုင်တယ်ကျွန်တော်တို့ Chelsea ပရိသတ်တွေထဲမှာ left wing ကို right foot နဲ့ကစားလို့ရမယ်ဝင်ကားတွေထဲမှာဆိုရင်ဂနာချိုကိုသဘောကျတဲ့သူတွေရှိတယ်ကျွန်တော်ဆိုဂနာချိုကိုသဘောကျတယ်ဂနာချိုအသက်အရွယ်နဲ့ Giddens အသက်အရွယ်နဲ့တိတ်ပြီးတော့ မကွာဘူးခနာချိုကပရီးမီးယားလိမှာတက်တည်ပြထားပြီးသားကစားသမားဗျာအလားဆုံးတွင်းကိုတကိုလည်းသူတွင်းယူခဲ့ဦးတယ်ယူနိုက်တက်မှာသူ့ဘောက်ဦးသားအစင်မပြေပေမဲ့ဂီဒန်စ်ကိုပေးရမယ့်ပြောင်းရွှေ့ခြင်းအမောင့်ပမာဏနဲ့ခနာချိုကိုပေးရမယ့်ပြောင်းရွှေ့ခြင်းအမောင့်ပမာဏနဲ့ကကျွန်တော်တင်နေဘာမှမကွာဘူးလွန်ကျော်၁၀တန်းများမယ်၁၀တန်းနဲ့မယ်ဆိုတဲ့အမောင့်ပမာဏလောက်ပဲခနာချိုကလည်းယူနိုက်တက်တင်းရထွက်ခွာဖို့က100%တေချာသွားပြီသို့တော့ Gidens ကိုပုံကွေသဘောတူညီမှုရသွားပြီဆိုတဲ့အခါကျတော့လေ ကနာချိုချဲစီရဲ့ဟိုအိမ်မက်တွေကတော့ဖြစ်လာနိုင်စရာအကြောင်းမရှိတော့ဘူးပေါ့နော်ထင်တော့လဲထင်ပါတယ်ဒီဂီဒန်စ်ရဲ့သဘင်ပုံစံချက်စီပရိသတ်တွေစနောက်ပြီးပြောနေကြသလို Travis Scott ရဲ့သဘင်ပုံစံပဲလူမဲကစားသမားသဘင်ပုံစံအဲ့လို Travis Scott style ဆိုရင်ချက်စီကိုရောက်ဖို့ကအခြေအနေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဂါနာချိုကိုဖြစ်ပယ်ပြီးတော့ ဒီ Cadence ကိုရွေးချယ်လိုက်ရတဲ့နောက်ွယ်မှာ Man City ရဲ့တခိတခါပါဝင်ပတ်သက်ခဲ့မှုတဲ့အစုအဖွဲ့ကြောင့်လို့တော့ကျွန်တော်ယူဆတယ် Cadence ကလည်း Man City လူငယ်စီမံကိန်းကထွက်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်အဲ့တော့ Joshi တို့ Enzo Maris Caro ဆိုတာ Man City မှာတခိတခါတုန်းကထက်ထဲဝင်ပါဝင်ပတ်သက်ခဲ့မှုတဲ့သူတွေအဲ့တော့ Man City ရဲ့လူငယ်အစုအဖွဲ့တွေကိုပဲအဓိကထားခေါ်နေတယ်လို့တော့ကျွန်တော်ယူဆတယ် Lian Dilab ကိုခေါ်ပြီးသွားပြီ Man City ရဲ့လူငယ်စီမံကိန်းကပဲထွက်တဲ့သူ Romeo Lavea ကိုပါမှာစရဲ့ ကစားသမားတွေကမန်စီးတီးအထွက်တွေဖြစ်တဲ့အတွက်ကြောင့်ဂျီမီဂစ်ဒန်ရဲ့အပြောင်းရွှေ့ရလဲဒီလိုမျိုးမန်စီးတီးနဲ့ပတ်သက်ဆက်နွယ်ခဲ့မှုတဲ့လူတွေရဲ့ recommend တွေကြောင့်အများကြီးပါဝင်သက်ဆိုင်နေမယ်လို့တော့ကျွန်တော်ယူဆပါတယ်လောလောဆယ်ကတော့ရှေ့ပြေးသတင်းတွေဖြစ်နေတဲ့အတွက်ကြောင့်ဒီအပြောင်းရွှေ့မှာနှစ်ဖက်အသင်းရဲ့ transfer fees ညနိုင်းဆွေးနွေးမှုအဆင်ပြေမပြေရောတစ်ချက်စောင့်ကြည့်စေချင်ပါတယ် transfer fees ကို borussia dortmund ကဆွတ်ဆက် down နေရင်တော့ဒီအပြောင်းရွှေ့ရ အချိန်ခါမြွေပြက်ပြဲသွားဖို့ရှိတယ်ပေါ့နော်ဒါပေမဲ့ဂီဒန်စ်ရဲ့အပြောင်းရွှေ့ကိုချက်စီဒီလန်တဝက်လောက်ရောက်နေပြီဖြစ်တယ်လို့တော့သုံးသပ်ရင်းနဲ့ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်ညီကောင်မတော်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်